်ငါပြစ်ချက်တွေကတော့အားရတယ်ဗောနော်လမ်းမကြီးဘွားနေဖော်တာတဲပြီးတော့ကိုဆော်တာဗောနော်စစ်ကောင်စီကဘယ်နေရာမှကိုသူကလွတ်လွတ်လပ်လပ်သွားလို့ရတဲ့အနေအထားမရှိတော့ဘူးဘယ်အနေလာလာကိုသူကပြင်းခံနေရတဲ့အနေအထားစစ်ကောင်စီနေနဲ့ဒါတရုတ်ကလည်းဒါထိုက်တဲ့လောက်ပဲသူ့ကိုကူညီမယ်ဆိုတဲ့ပုံစံမျိုးလားတော့မပြောတတ်ဘူးဗောနော်မင်းကကိုယ့်အကူကိုမလုပ်တော့ဘူးကငါ့အကြီးပဲလိုက်တောင်းခိုင်းနေတာအဲ့လိုပုံစံမျိုးတွေဖြစ်နေတော့ပြီဗောနော်မင်းမင်းအစွမ်းစားမရှိတော့ဘူးလားအစွမ်းစားမရှိလဲမယူနေတော့ကွာဗောနော်အဲ့လိုမျိုးပုံစံမျိုးတွေဒါဖြစ်နေတော့ပြီဗောနော် မင်္ဂလာပါဒီကနေ့ကတော့ဒီဇင်ဘာလ1ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းထူးခြားသတင်းတွေထူးခြားဖြစ်စဉ်တွေအောင်ပွဲသတင်းတွေရှိပါတယ် online တက်ဖွဲ့တွေထုတ်ပြန်ထားတဲ့ video file တွေလည်းပြည်သူတွေကြည့်ပြီးကြားပြီးဖြစ်ပါလိမ့်မယ်ပေါ့နော်အဲပြီးရင်ဒါမိုးကုတ်မိုးမိတ်ဒါနဲ့ပတ်သက်လို့ပေါ့နော်မင်းညားကတိုက်ပွဲဖြစ်စဉ်တွေဖြစ်တာနဲ့ပတ်သက်လို့စစ်ကောင်စီအထိနာပြီးတော့မျိုးတွေကိုပြောင်းဝင်ပြေးရတဲ့အဆင့်တွေဖြစ်သွားတယ်ဆိုတဲ့အကြောင်းလည်းကြားသိပြီးဖြစ်လိမ့်မယ်ပေါ့နော်အဓိကတော့စစ်ကောင်စီဟာဒီမိုးကုတ်မိုးမိတ်လမ်းပိုင်းနေမှာပေါ့နော်ဒေါ်လာရင်းတက်ဖွဲ့တွေရှိတဲ့နေရာအထိတိုးသွားလို့ပေါ့နော် ဒါမကြောက်မလန့်နဲ့ပါနော်တိုးသွားလို့တလိုင်းတက်ဖွဲ့တွေကဒါဆုံးမလိုက်တာဖြစ်ပါတယ်အဲဒီတိုက်ဝဲဖြစ်စဉ်တွေနဲ့ပတ်သက်လို့လည်းဒါ KYA ကပြောခွင့်ရဘူမီနိုဘူးကလည်းအတီးပြုတ်ထားတာရှိတယ်ပေါ့နော်အဓိကတော့တိုက်ဝဲတွေဖြစ်နေတာတွေမှန်တယ်ဒါအသေးစိတ်အချက်အလက်တွေကတော့မသိရသေးဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါဖုန်းလိုင်းတွေခက်ခဲနေရရှိလို့ပေါ့နော်ဒါမှမဟုတ်ပြည်သူတွေကပျော်ကြတယ်ပေါ့နော်ပျော်ကြတယ်ဘာကြောင့်လဲဆိုတော့တိုက်ဝဲဖြစ်တာကြီးကိုပျော်နေရတဲ့အဆင့်မျိုးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီနေရာတွေကိုလွယ်လွယ်နဲ့ပြန်မပေးခြင်းလို့ပြီးတော့ဒီနေရာတွေကိုအခုလိုမျိုးပေါ့နော် အာတရုတ်ရဲ့ဖီအားတစ်ခုနဲ့ပေါ့နော်ဒါပြန်ပြီးတော့ဒေါင်းစားတောင်းပြန်တောင်းသွားလို့တနေ့တစ်ချက်မဖောက်ရဘဲနဲ့ပြန်ယူသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဟိုဘက်ကဂုံစာနေလို့အဲ့အနေနဲ့ပတ်သက်လို့အခုလိုမျိုးပြန်ဖြစ်တဲ့အခါမှာဒေါ်လန်ပြည်သူတွေကအားပေးကြတယ်ဝမ်းသာကြတယ်ပေါ့နော်အဲ့တော့အခုလိုမျိုးနဲ့ပတ်သက်ပြီးတော့ဒါတိုက်ပွဲဖြစ်စဉ်နေနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်လာတာလည်းရှိသလိုနောက်ထပ်ထုတ်ပြန်ချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒါအော်တိုဘာ28ရက်နေ့ကအောင်မြင်မှုကိုဒီနေ့မှထုတ်ပြန်လာတာကတော့ဒါရွှေဘုံမြို့နယ်ဘာခါဘတိုက်ခိုက်ရေးအဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းတက်ဖွဲ့တွေဖြစ်ပါတယ်။အော်တိုဘာ29ရက်နေ့နဲ့6နာရီကနေစပြီးပေါ့နော်ဝက်လက်မြို့နယ်ဒါဆိုင်တန်လေးရွာအတွင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီအင်အား100လောက်ကိုဒါရွှေဘုံမြို့နယ်ဒါပါကပတိုက်ခိုက်ရေးတက်ဖွဲ့ PDO ပြီးရင်ဒါရွှေဘုံမြို့နယ်တိုက်နယ်9ဂလုံကြီးပါကပအဖွဲ့ပြီးရင်တိုက်နယ်2ပါကပအဖွဲ့တို့နဲ့ပူးပေါင်းပြီးတော့မဟာမိတ်ညီနောင်တည်ရင်များဖြစ်ကြတဲ့ရွှေဘုံခရိုင်တည်ရင်15 16 23 26 9936ဒုက္ခသဝေကံဒါကတော့ ီဘွဲတွေကတော့ကျွန်တော်တက်နိုင်သလောက်ဒါပြည်သူတွေကိုမိတ်ဆက်ပေးပြီးသားဖြစ်တယ်ပေါ့နော်အဲဘိုလက်ရတို့ဘိုကောက်ရိုးတို့ဒီလိုမျိုးအဖွဲ့တွေကဒါပူပေါင်းပြီးတော့ပါဝင်ပြီးတော့ခြားခဲ့ကြတာဖြစ်တယ်အဲ့တော့ဝက်လက်မြို့နယ်နေမြေကန်သိတိရှင်တိုက်နယ်ပါကဖပြီးရင်ဗရမျာအဖွဲ့နယ်နေမြေကန်ပါကဖအဖွဲ့တွေပူပေါင်းပြီးတော့တိုက်ခဲ့တာအားရကြကြီးပေါ့နော်အဲ့လိုမျိုးအများကြီးအများကြီးပူပေါင်းပြီးတော့တိုက်ခိုက်နိုင်ခဲ့တာကလည်းအခုလိုမျိုး လောကဒါထိရောက်တဲ့တိုက်ပွဲတွေပေါ်ဆောင်နိုင်တာဖြစ်သလိုပေါ့နော်ပြီးရင်အောင်မြင်မှုတွေလည်းရတယ်အခုလက်နက်တွေလည်းအများကြီးရတယ်စစ်ကောင်စီဘက်က30ကျော်လောက်တေးတာပေါ့နော်အဲ့တော့အဲ့ဒီဗီဒီယိုဖိုင်လည်းကြည့်ပြီးကြာပြီးဖြစ်မှာပေါ့နော်ဗီဒီယိုဖိုင်နေနောက်ကြထပ်ပြောမယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကအထိနာပြီးတော့တိုက်ပွဲဖြစ်နေစင်မှာတဲ့ဒါရွှေဘူအခြေစိုက်ခါလိုက်42တက်ကနေပြီးတော့ဟော်ဝေဇာတွေ16ကြိမ်ထိပြစ်ခတ်ပေးခဲ့ပေါ့နော်ပြစ်ကူပေးခဲ့တယ်ဂျိုင်ရိုကော့ပလာ3စီးနဲ့လည်းဒါမုံရမျိုးတွေကနေပြီးတော့တက်ပြီးတော့ပေါ့နော်ဒါပုံကျဲတာမျိုးတွေလုတ်ခဲ့တယ်တိုက်ခိုက်တာတွေလုတ်ခဲ့တယ်တိုက်ပွဲက6နာရီလောက်ထိကြာတယ်ဟာ12နာရီထိကိုဖြစ်တာ 6နာရီလောက်ထိကိုကြာတယ်အဲ့တော့6နာရီလောက်ထိကြာတဲ့တိုက်ပွဲတစ်ခုဆင်နွှဲနိုင်ဖို့အတွက်ဆိုရင်တော်လိုင်းတပ်ဖွဲ့တွေကလက်နက်ခဲယံတွေအများကြီးလိုတယ်ပေါ့နော်အခုကတကယ်အောင်မြင်မှုညောဘာဖြစ်လို့လဲဆိုတော့တော်လိုင်းတပ်ဖွဲ့တွေဘက်ကအထိကိုက်ဘာမှမရှိသလောက်ပဲအဲမရှိဘူးတော့မဟုတ်ဘူးရှိတယ်ဗျာဒါပေမဲ့စစ်ကောင်စီနဲ့ရှင်လုံးဝဘာမှမရှိတော့ကျွန်တော်တို့အဲ့လိုအောင်မြင်မှုတွေလိုချင်ကြတယ်ဆိုရင်တပ်ဖွဲ့တွေကိုညံ့ညားလေးထောက်ပံ့ပေးကြဖို့လိုတယ်။ဒါကြောင့်လဲဆိုတော့တိုက်ပွဲတစ်ခုမှဒါရန်သူကြောက်ရွံ့ထိတ်လန့်သွားအောင်ပေါ့နော်တရောင်ချင်းပြင့်နေလို့တော့မရဘူးပေါ့နော်။ဒီခါလေးကြရင် တွဲလိုက်ပြစ်တဲ့နေရာမျိုးတွေချင်းချောက်ဖို့အတွက်လှုပ်တဲ့နှီးပြူဟာတွေကအများကြီးလိုအပ်တာပေါ့အားကြောင့်မလို့ဩမုံမုံမုံဩနဲ့အဲ့လိုမျိုးတိုက်ပွဲတွေမှာစူးညံ့ညောင်းဒီဘက်ကပြစ်အားနဲ့ဖိပြီးရောကစားနိုင်တဲ့ခါကျတော့စစ်ကောင်စီဘက်ကထုံးစံတိုင်းထွက်ပြေးရတဲ့အဆင့်တွေဖြစ်တာအားကြောင့်ဒီကြည်တွေကအရန်လိုအပ်တယ်ပေါ့နော်ဒီလိုမျိုးတွေသုံးဆွဲနိုင်မှလည်းဇော်လိုင်းတက်ဖွဲ့တွေဘက်ကအထီးကိုင်းနေတယ်စကောင်စီဘက်ကပေါ့နော်ဒါအကြဆုံးဒေဆုံးနေထိခိုက်တယ်များတာဖြစ်တယ်ပေါ့နော်အဲ့တော့တိုက်ဘက်က6နိုင်လောက်ထိကိုဖြစ်ခဲ့တာ အဲစစ်ကောင်စီဘက်ကဒါ၄ဦးတည်ဆုံးပြီးတော့အများပြပြင်းထန်တန်းရရခဲ့ကြတယ်ပေါ့နော်ဒါအစဖြစ်စင်ပဲရှိသေးရအစပဲရှိသေးရပေါ့နော်အဲ့တော့အထင်းနာနေတဲ့စစ်ကောင်စီကအင်အားဖြည့်စစ်ကိုဖြစ်နေနေ့လယ်၃နာရီမှာတမန်၃၃လောက်ခန့်ခမရ၁၁ခမရ၄၀ခလရ၄၂ပြီးရင်ပြူပြီးရင်အဲဒီအဖွဲ့တွေအားလုံးပေါင်းထားရင်အင်အား90လောက်ကပေါ့နော်ရွှေဘုံမြို့တောင်ဘက် ဒါမုတ်ပေါက်ကနေပြီးတော့ဆေလွတ်ခဲ့တယ်။ရွှေဘုံမန္တလေးလမ်းမကြီးအတိုင်းစစ်ကြောင်းထိုးလာခဲ့တယ်။အဲ့ဒီစစ်ကြောင်းကိုရွှေဘုံမြို့နယ်ပါကဖာတိုက်ခိုက်ရေး PDO အဖွဲ့တိုက်နယ်1235ပါကဖာတိုက်ခိုက်ရေးအဖွဲ့တွေနဲ့ဒါဒီဘဲမြို့နယ်ပါကဖာဂလုံးမင်းတိုက်ခိုက်ရေးအဖွဲ့နဲ့ရွှေဘုံမြို့နယ်ပါကဖာဒရုန်းအဖွဲ့တိုက်နယ်5ပါကဖာဒရုန်းအဖွဲ့နဲ့မာမိတ်ညီနောင်တရင်တွေဖြစ်ကြတဲ့ရွှေဘုံခရိုင်ခုနတရင်တွေပေါ့နော်။ဒါ Together Weekend တပ်ဖွဲ့တွေပေါ့နော်။အဲတရင်15 16 23 26 9936 ဒီတရင်တွေကပူပေါင်းပြီးတော့ခုနအတိုင်းပဲဗျာပြောရရင်တော်လိုင်းတက်ဖွဲ့တွေအားလုံးပေါင်းပြီးတော့ဗောနော်ဒါ9နိုင်ခန့်အထိဖြတ်တောက်ပိတ်ဆို့ချင်းမုံတိုက်ခိုက်ခဲ့တာဖြစ်တယ်ဗောနော်3နိုင်လောက်ကနေပြီးတော့သူတို့စစ်ကူစစ်ကြောင်းလွှတ်တယ်လွှတ်လိုက်တာနဲ့တော်လိုင်းတက်ဖွဲ့တွေကဖြတ်ပြီးတော့တိုက်ခိုက်လိုက်တာ9နိုင်အထိဗောနော်ညနေ9နိုင်အထိကြာသွားတယ်အဲ့တိုက်ခိုက်တဲ့တိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီဘက်က30ဦးသေဆုံးတာအာပါပါတကယ်အားရစရာကြီးဗောနော်တကယ်ကိုဒါ30ဦးတိစုံနေပြန်အောင်အဲ့မှာ plane နာပဲပြထားတာဗောနော် drone နဲ့ရိုက်ထားတဲ့ video file တွေလည်းတွေ့ရလိမ့်မယ် အာအဲ့လိုမျိုးပုံစံမျိုးနဲ့ပြေးတဲ့ကောင်ပြေးအသေးရဲ့ကောင်အသေးဟိုနေရာမှာအသေးဒီနေရာမှာအသေးအော်အားရတရားကြီးပေါ့နော်ဟိုနေရာမှာဆူးလိုက်လေးပေါ့နော်ဒီငါ၆ယောက်အော်ဘေးနားလေးမှာခွေခေါက်အဲ့လိုမျိုးပုံစံမျိုးတွေနဲ့တည်ဆုံးနေတဲ့စစ်ကောင်စီစစ်သားတွေကိုလည်းတွေ့ရလိမ့်မယ်ပေါ့နော်တကယ်တက်တည်ပြထားတာမျိုးဒီမှာအချက်လက်ယော့ဒီမှာဗီဒီယိုဖိုင်ဒီမှာပြင်းနေတဲ့ပုံအဲ့လိုမျိုးပုံစံမျိုးနဲ့ပြင်းပြနိုင်ခဲ့တဲ့ဟာကလည်းအားရစရာကောင်းတယ်အဲ့တော့ကျတော့30ကျော်ဖြစ်သွားတယ်ပေါ့နော် တိုက်ပွဲဖြစ်စဉ်အကုန်လုံးချုပ်လိုက်တဲ့ခါကျရင်30ကျော် ဖြစ်သွားတယ်အဲ့တော့စစ်ကြောင်းမှာပြက်ပြီးတော့ဒါရွှေဘိုတောင်ဘက်မုတ်ဒါပြန်ပြီးတော့ဝင်ရောက်သွားခဲ့တာရှိတယ်တော်လိုင်းတပူပေါင်းတပ်ဖွဲ့တွေဘက်မှာရဲဘော်၄ဦးထိခိုက်ဒဏ်ရာရတယ်မစိုးရင်ရဘူးအဲဒါမဲ့ညီနောင်မဟာမိတ်တပ်ရင်းနေစီကနေပြီးတော့ဗောနော်ဒါ9936ဒါဘိုလဲရာတို့တက်ကဗောနော်အဲဒါကျွန်တော်လည်းပြောရချင်းမှာသူလည်းစိတ်မကောင်းဘူးဗောနော်ဒီကေအားထားရတဲ့ညီကိုတယောက်ဆုံးရှုံးခဲ့တယ်ဒါတထောက်ဖို့တူလက်နဲ့ကြီးစားထိပြီးတော့ဗောနော်ဆုံးရှုံးခဲ့တာရှိတယ်ပြီးတော့ထောက်ဖို့လမ်းကြောင်းကိုဒါ မိုင်းဖြတ်တော့ရဲ့အတွက်ဒါရွှေဘုံမြို့နယ်ပကပရဲဘော်တအူးမြင်းမြင်းမြတ်ကြာဆုံးသွားခဲ့တာရှိတယ်ဗောနော်အဲ့တော့မြင်းမြတ်ဆိုကြာဆုံးသွားခဲ့တဲ့ရဲဘော်နှစ်ဦးရှိတယ်အဲပြီးရင်ထိခိုက်ဒဏ်ရာရတာ၄ဦးရှိတယ်ဒါပေမဲ့ဟိုပြောချင်တာဗောနော်ဟိုလုံးဝမလဲနိုင်ဘူးဆိုတဲ့ဟာကိုပြောတာအဲ့ကောင်တွေဘက်က30မကလို့60ပဲတည်သေးဗျာအဲတော်လိုင်းတပ်ဖွဲ့တွေဘက်ကဟိုအခုလိုမျိုးအဖိတ်စင်ရှိတဲ့ဟာတော့မဖြစ်စေချင်ဘူးဗောနော် ဒါပေမဲ့လည်းဒါကျွန်တော်တို့ကမဖြစ်စေချင်လို့မဖြစ်ချင်လို့ကျွန်တော်ရဲ့ဆန္ဒအရာမှုလို့သာပြောနေကြတာပေါ့နော်တကယ်တကယ်မြေမြန်မာတိုက်ပွဲဝင်ပြီဟဲ့ဆိုတဲ့အခါကျရင်ဒါမျိုးကတော့ရှိကိုရှိတတ်တာပဲပေါ့နော်အဲအဲ့မှာကျွန်တော်တို့ချီးကျူးရမှာဘာလဲဆိုတော့ဒီအခု9နှစ်သားဆိုတဲ့ဒေါ်လင်းတက်ပွဲတွေပေါ့နော်စစ်ပညာကိုတခါမှလုံးဝသင်ခဲ့ဘူးချင်းမရှိဘူးဗျာလက်ပူတိုက်ပြီးတော့သင်ခဲ့ရတဲ့အဖွဲတွေဖြစ်မှာဗျာကာလတူလေးပေါ့နော်အဲလုံးဝပြည့်ပြည့်ဝဝပုံစံမျိုးနဲ့မသင်ခဲ့ရတဲ့ကာလတူလေးနဲ့ဒါသင်တန်းဆင်းလာတဲ့အဖွဲတွေရှိမယ် အတွေ့အကြုံတွေကိုတိုက်ရင်ခိုက်ရင်နဲ့ပဲယူလာခဲ့ရတယ်တပ်ဖွဲ့တွေဖြစ်တယ်အဲ့ဒီတပ်ဖွဲ့တွေကစစ်ကောင်စီရဲ့စစ်ကြောင်းကိုပေါ့နော်စစ်ကြောင်းလာတယ်ဖျက်တိုက်တယ်စစ်ကူပို့လိုက်တယ်ဖျက်တိုက်တယ်ဒါမျိုးပုံစံမျိုးနဲ့စစ်ကောင်စီဘက်ကအထိနာအောင်ပေါ့နော်ရောက်30လောက်ကြီးအထိအထိနာအောင် တိုက်ခိုက်နိုင်ခဲ့တယ်ဆိုတဲ့ဟာကတော့အားရစရာကောင်းလာတယ်ပေါ့နော်အပြည့်ဝတော့တပ်ဖွဲ့တွေကပျော်ကွင်းမရဘူးပေါ့လေနော်အဓိကတော့ဒါအောင်မြင်တယ်အောင်မြင်မှုအကြီးလဲဖြစ်တယ်ဒါပေမဲ့ထိခိုက်ကြဆုံးနေရှိခဲ့ကြတယ်ပေါ့နော်အဲ့တော့တင်းစီရမိတဲ့လက်နက်ခဲအနေနဲ့ဆိုရင် MA1 5လက် MA2 2လက် MA3 2လက် MA4 တက်လက် RPG တက်လက် RPG ရတာလည်းအားရစရာကောင်းတယ်ပေါ့နော်ပြီးရင် MA2 နှစ်လက်ရတာကလည်းအားရစရာကောင်းတယ်ဒါကတိုက်ပွဲတွင်းမှာဒါပြည့်အားကောင်းတဲ့လက်နက်တွေဖြစ်တယ်အခုပြည့်လက်နက်တွေဖြစ်တယ်ပေါ့နော်အဲပြီးရင်ဒါ RPG ဆိုရင်ဒါ RPG ဘုံးသီးတွေကစရတာပေါ့နော်ဘုံးသီး73လုံးထိရခဲ့တယ်တခြားဒါ60ဘုံးသီးရတယ် RPG ပို့ကြည့်ရှစ်တောင်းရတယ် G-box 7ဘောက် Ina က2လုံးပြန်ဒါလက်ပြုံနှလုံးအဲနနေတိလို့ရေးတာဒါတော်လိုင်းရအထာပဲနနေတိမင်းကွတိအဲအဲ့လိုပုံစံမျိုး ဒါထုတ်ပြန်ထားတာရှိတယ်ပေါ့နော်အဲ့တော့ဒါစစ်ကောင်စီဘက်ကတော့တည်တဲ့အတိုင်းပဲတေဆုံးကြဆုံးများွားတယ်ဒါပေမဲ့ကြည့်ကြည့်လိုက်တော့သူတို့ဘက်ကလူတေသက်သွားတဲ့ဟာကအယောက်30ကျော်တယ်ဒါပေမဲ့ရလိုက်တဲ့လက်နက်ကဒါ70လက်လောက်ပဲရတယ်ပေါ့နော်အဲ့တော့30ကျော်မှာ30ကျော်လုံးဒါလက်နက်ရခဲ့တာမဟုတ်ဘူးပြောမယ်ဆိုရင်စစ်ကောင်စီကသူ့ရဲ့တေကွားတဲ့စစ်သားတွေစီကနေပြီးတော့ပြူတွေရဲတွေစီကနေပြီးတော့သူကလက်နက်တွေယူသွားတယ်လူတွေပဲပြစ်ထားခဲ့တာအဲ့ဒါစစ်ကောင်စီဘက်ကမင်းတို့စစ်သားတွေရဲ့လုပ်ရက်အဲပြီးရင်ဒါမင်းတို့ဒီအဖားတွေရဲ့သဘောထားပဲပြောရမယ်ဆိုရင် မင်းတို့လူမခေါ်လာခဲနဲ့ဘာမှမဖြစ်ဘူးလက်နဲ့ပဲပြန်ယူလာခဲဆိုတဲ့အပေါင်မျိုးအဲ့ဒါအစင်းစင်းအထက်အစင်းစင်းအကြီးကဲတွေအကုန်လုံးကလည်းအဲ့လိုသဘောထားပဲရှိတာတခုခုဖြစ်သွားပြီးဟေးဆိုတဲ့ခါကျရင်ဘာမေးလဲဆိုတော့အဲ့လိုပေါ့အာတိုက်ပွဲဖြစ်သွားတယ်အာတိုက်ပွဲပြင်းထန်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ဟာလက်နဲ့ဘယ်လောက်ဆုံးရှုံးလဲအာလက်နဲ့ဘယ်လောက်ပါဝါလဲဆိုတဲ့ဟာမျိုးမေးတာလူဘယ်လောက်တည်ဝါလဲဆိုတဲ့ဟာကိုမမေးဘူးမသိချင်ကြဘူးအဲ့ဒါတော့မင်းတို့ကုန်လုံးလည်းတည်ပြီးသားဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော်တောင်းဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေကတော့ဟုတ်တယ်ရသမျှလက်နဲ့တွေစိတ်ဝင်စားဘူး စစ်ကောင်စီဘက်ကတည်ွားတဲ့ဟာတွေစိတ်ဝင်စားဖို့ဘာနဲ့ရှင်လိုက်ရင်လဲဆိုရင်ကျွန်တော်တို့ဒါကြာဆုံးသွားတဲ့ရဲဘော်တွေထိခိုက်တံရရတဲ့ရဲဘော်တွေနဲ့ရှင်လိုက်ရင်ဒါတွေကဘာမှမဟုတ်ဘူးလို့တွေးကြတယ်ပေါ့နော်အဲကြောင့်မလို့တခုခုဖြစ်ပြီးဆိုတဲ့အခါကျရင်အောင်မြင်မှုရတယ်ဝမ်းသာကြတယ်ဒါပေမဲ့ခုနလိုတယောက်တည်းထိခိုက်တာအစကျွန်တော်တို့အပြေအဝမပြောနိုင်တဲ့ပုံစံမျိုးတွေဖြစ်တာအဲ့ဒါလူကိုတန်ဖိုးထားလို့စစ်ကောင်စီဘက်ကကောင်တွေကတော့အဲ့လိုမဟုတ်ဘူးဆိုတာသိသာစီတယ်ပေါ့နော်အဲ့တော့ဗီဒီယိုလည်းကြည့်ပြီးကြာပြီးဖြစ်လိမ့်မယ်ငါပြစ်ချက်တွေကတော့အားရတယ်ပေါ့နော်လမ်းမကြီးဘွားနေ ဖော်တာတဲပြီးတော့ကိုဆော်တာပေါ့နော်စစ်ကောင်စီကဘယ်နေရာမှကိုသူကလွတ်လွတ်လပ်လပ်သွားလို့ရတဲ့အနေအထားမရှိတော့ဘူးဘယ်အနေလာလာကိုသူကပြင်းခံနေရတဲ့အနေအထားအဲ့ဒါတော့ကျွန်တော်တို့နိုင်ငံရဲ့နေရာအနှံ့အပြားမှာကိုအဲ့လိုဖြစ်နေတာစစ်ကောင်စီလာသမျှလမ်းတိုင်းကိုလည်းအကုန်တိတယ်တိလို့အကုန်ဖျက်ပြီးတော့တိုက်တယ်အခုလိုမျိုးကာလာနာကြီးတိုက်ကုန်ရောဟာအယောက်30ဆိုတော့နဲတာမှမဟုတ်တာလမ်းဘေးမှာတင်နေတာအပုံလိုက်လေးတွေအများကြီးပဲအဲ့လိုမျိုး ဟာအဲ့တော့ကျွန်တော်ဒါကလည်းအားရကြကောင်းတဲ့တိုက်ပွဲဖြစ်စဉ်တစ်ခုဖြစ်တယ်ပြီးတော့အဲ့ဒီတိုက်ပွဲဖြစ်စဉ်ကိုကျွန်တော်ကအောင်မြင်မှုရပြီဆိုတဲ့အချိန်မှာတိရတိရတဲ့အချိန်မှာအားရဝန်တာရဖြစ်နေအောင်နော်ဒါပေမဲ့တပ်ဖွဲ့တွေဘက်ကထုတ်ပြန်လာတာမရှိသေးတဲ့အတွက်အခုကြမှသာထုတ်ပြန်မှသာပြောရတာဖြစ်တယ်ပေါ့နော်အဲဒါနဲ့ပတ်သက်လို့လည်းကျွန်တော်အာဒီတပ်ဖွဲ့ကတာဝန်ရှိတဲ့သူတွေတာဝန်ခံတွေနဲ့လည်းကျွန်တော်မေးမြန်းပေးပါမယ်ပေါ့နော်အဓိကတော့ ကျွန်တော်တို့တပ်ဖွဲ့တွေကတိုက်ပွဲအတွင်းမှာဘယ်လိုမျိုးဆွမ်းဆတ်တမန်လှုပ်ဆောင်ခဲ့ကြသလဲပြီးရင်ဒါကျွန်တော်တို့အောင်မြင်မှုတွေရဖို့အတွက်ဘယ်လိုမျိုးစ조사ခဲ့ရသလဲအခက်အခဲတွေဘာတွေရှိသလဲလိုအပ်ချက်တွေဘာတွေရှိသလဲဒါကပြည်သူတွေသိမှရမယ့်ရာပေါ့နော်တပ်ဖွဲ့တွေတကယ်ပါအခုလိုမျိုးဒါတိုက်ပွဲရှိကြီးတွေတိုက်ခိုက်နိုင်ဖို့အတွက်ဆိုရင်လက်နက်ကင်းရဲ့လိုအပ်ချက်တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့တန်တော့ပါဝင်ပြီးတော့ကူညီပေးကြစေချင်ပါတယ်အဲ့တော့ဒီနာမခတိုင်းမူနာမခတိုင်းမူပြုတ်တယ်ပေါ့နော်အခုဖမ်းဆီးပြီးတော့စစ်ဆေးခံရတယ်သူ့မိသားစုကပါတယ်ဒီကောင်းကိုဖြုတ်တာဒီကောင်းကိုစစ်ဆေးတာကလက်ပေးလက်ယူမှုရဲ့ ဒါဆစ်ရှုံးလို့ရပါတော့အဓိကဆစ်ရှုံးတာဆေးရည်မကြမပြည့်တိုင်းပါအဲ့ဒါရှောက်ပြောမယ်ဆစ်ရှုံးတာလို့ပြောဆစ်ရှုံးလို့ဒါဒီလိုမျိုးဖြုတ်တာပါတော့အဲ့တော့ပြန်သိရလဲဒါခုနလိုလက်ပေးလက်ယူမှုကတိတ်မဟုတ်ဘူးဆစ်ရှုံးတာကအဓိကဆိုပြီးတော့သိရအဲ့ဒီကောင်အခွင့်အရေးတွေပေးခဲ့ပြီးပြီပေါ့နော်မင်းလက်နှက်ချအညံ့ခံခဲ့တဲ့ကောင်ပြန်ပြီးတော့လုံနိုင်မလားဆိုအခွင့်အရေးပေးတယ်အခုဘာမှအထူးမင်းဘာမှကိုမင်းအောင်မြင်အောင်မလုံနိုင်ဘူးဆိုပြီးဖြုတ်ပလိုက်တာပေါ့။နောက်ကျအဲ့လိုဆစ်ရှုံးတိုင်းဖြုတ်မယ်ဟဲ့ဆိုရင်အခုအစ်စ်လည်းပြုတ်အောင်ပါပဲ။ဘာကြောင့်လဲဆိုတော့အခုလူရွှေဖို့လို့ဒါပြည့်စင်မျိုးတွေပေါ့နော် ဒါတောက်လျှောက်တောက်လျှောက်သူတို့ကြုံနေရပြီဆိုတဲ့ခါကျရင်နောက်ထပ်နမခတိုင်းမှုလဲဒါမျက်ခုံးလောက်ရမယ်အခြေအနေပဲပေါ့နော်အဲ့တော့ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းမှာကိုပဲဒါနမခနေမီတဲ့ကဝက်လက်ကမ်ဘလူပေါ့အဲဒီနေတွေမှာစစ်တပ်ကစစ်ကောင်စီစစ်သားတွေပေါ့နော်လုံးဝစစ်ကြောင်းတွေပါပြတ်တဲ့ပုံစံမျိုးတွေကဖြစ်စင်နေဇက်တိုက်ကိုဖြစ်ခဲ့တာနော်ရက်ပိုင်းလေးတွေပဲခြားတာတချို့ရက်တွေဆိုရက်အတူတူပဲစစ်ကြောင်းပြတ်တာလည်းအတူတူပဲပေါ့နော်တိုက်တဲ့တပ်ဖွဲ့ပဲမတူသွားတာအဲအဲ့လိုပုံစံမျိုးတွေထိဖြစ်အောင်တိုက်ခိုက်နိုင်ခဲ့ကြတာတွေ့ရတယ်ပေါ့နော်အဲ့တော့ ရွှေဘိုကလည်းဒါစကိုင်းတိုင်းတွင်းထဲမှာရှိတဲ့ဒါမုံရပြီးရင်အကြီးဆုံးမြို့လို့ဆိုနိုင်သလို2020ရွှေကောက်ပွဲမတိုင်ခင်ကလည်းရေတရာခြေဖို့ဆိုပြီးတော့မင်းအွန်လိုင်းကိုယ်တိုင်တွားရောက်ခဲ့တဲ့မြို့ဖြစ်တယ်ပေါ့နော်အဲ့တော့ရွှေဘိုမှာစစ်ကောင်စီကြာရှုံးမှုကမင်းအွန်လိုင်းအတွက်ကောင်းတဲ့နမိတ်မဟုတ်ဘူးဒီကောင်တွေကအဲ့လိုမျိုးအရန်အယူတည်ရလေသိရမလားအမ်ဒီလိုမျိုးတွေတောက်လျှောက်ဖြစ်နေတယ်ဆိုရင်ငါ့အတွက်နမိတ်ကမကောင်းတော့ဘူးပေါ့နော်အမ်အဲ့လိုမျိုးပုံစံမျိုးနဲ့ဖြစ်နေကြလိမ့်မယ်ရင်းနေခုန်နေကြလိမ့်မယ်အကြီးပိုင်းဆိုတဲ့ကောင်တွေဖီအားတွေရင်ဆိုင်နေရလိမ့်မယ်ပေါ့နော်ဒါဟာ ကျွန်တော်တော်လိုင်းအတွက်အရင်အားရစရာကောင်းတဲ့အချက်တွေဖြစ်တယ်နောက်တစ်ခုကဒါမင်းအောင်လိုင်းအတွက်နမိတ်တွေမကောင်းတဲ့အချိန်ပါဗောနော်တရုတ်အကူအညီနဲ့တောင်းယူလို့ရတဲ့မြို့တွေကုံသွားပြီဆိုပြီးတော့ဒါစစ်လော်ဘီတွေက Telegram Channel တွေမှာထုတ်ပြောနေကြတာတွေဒါတွေ့ရလိမ့်မယ်ဗောနော်အဲဒါသတင်းတွေလည်းတက်နေရတယ်တွေ့ရတယ်ဒါတို့အချင်းချင်းမှာကိုပြောနေကြတာဗောနော်ငါတို့တောင်းယူလို့ရတဲ့မြို့တွေကတော့ကုံပြီသူတို့ကိုသူလိုလည်းသိတယ်ဗျာဘာလဲဆိုတော့တောင်းယူလို့ရတဲ့မြို့ဆိုတဲ့ဟာကိုသူတို့သိတယ်တိုက်လို့ရတာမဟုတ်ဘူး ဒါကြောင့်မလို့သူတို့ရဲ့တိတ်ခါသူတို့ပါစဉ်းစားပါเนาะအဲ့တော့မနေ့ကဒါဘုံမိုက်ခဲနဲ့ကျွန်တော်အင်တာဗျူးရဲ့အချိန်မှာလဲဘုံမိုက်ခဲပြောခဲ့တာရှိရပါเนาะကျွန်တော်တို့ကလည်းမြို့ကိုတိုက်တယ်ဆိုတဲ့အချိန်မှာပါเนาะဟိုတောင်းယူခဲ့တာမဟုတ်ဘူးပေါ့เนาะတိုက်ယူခဲ့တာပါเนาะမင်းတို့အသေးခံမလားမြို့ပေးမလားဆိုတဲ့ပုံစံမျိုးနဲ့တိုက်ယူခဲ့တာပါเนาะဒီကောင်းနေကအခုလိုမျိုးတောင်းစားတောင်းပြန်တောင်းနေဆိုတော့ဒီကောင်းနေမှာတိတ်ခါမရှိဘူးဆိုပြီးတော့ပြောခဲ့တာရှိရပါเนาะအဲ့တော့စစ်ကော်မရှင်ကဒါပြန်လဲရရှိခဲ့တဲ့ဒါရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ်တွေက ဟိုင်ဂေသဘောတူညီချက်ပေါ်မှာအခြေခံပြီးတော့တရုတ်ဖိအားပေးညှိနှိုင်းမှုကြောင့်မလို့ပြန်လည်ရရှိခဲ့တာဖြစ်ပြီးတော့တဲ့တရုတ်ဖိအားနဲ့ထပ်ပြီးတောင်းယူဖို့မျိုးတွေလည်းမရှိတော့ပါဘူးတဲ့။အားလည်းဟုတ်တာပဲသူတို့တောင်းနေရမျိုးတွေကအခုဆိုရင်ဒါကုံသလောက်ဖြစ်သွားပြီပေါ့နော်။ပြောရှင်တာကတော့ဗျာစစ်ကောင်စီကဒီမျိုးတွေကိုပေးရတဲ့အချိန်တုန်းကတိုက်ခိုက်ခံရပြီးတော့ပေးရတာ။တော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာပေါ့နော်။တိုက်ခိုက်ပြီးတော့ရယူခဲ့တာဖြစ်တယ်။ဒါပေမဲ့စစ်ကောင်စီကဒီမျိုးတွေကိုပြန်ပြီးတော့ရယူခဲ့တဲ့ပုံစံကကြတော့တိုက်လို့ရတာမဟုတ်ဘဲနဲ့တောင်းယူလို့ရတဲ့ဟာတွေဖြစ်နေတာပေါ့နော်။အဲ့တော့စစ်ကောင်စီရဲ့တိုက်စွမ်းရည် အဲသူတို့တွေရဲ့စစ်သားတွေရဲ့အရေးချင်းတွေကိုဒီပွဲတွေကကြည့်ရင်မြင်သာစေတယ်ဗောနော်အဲ့တော့တရုတ်ရဲ့ထောက်ခံမှုနဲ့ဒါမြောက်ပိုင်းညီနောင်သားမိတ်သုံးပွဲဗောနော် TNLA MNDAA AA စတင်ခဲ့တဲ့ဒီ1027စစ်စင်ရေးကရှမ်းမြောက်မြို့ဆက်ချောက်မြို့အထိကိုဒါသိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်ဇန်နဝါရီ17ရက်2024မှာဟိုင်ကေသဘောတူညီချက်နဲ့ရပ်ဆိုင်းခဲ့တာတွေ့ရတယ်ဒါပေမဲ့2024ဒါဇွန်လ24ရက်နေ့ကနေစပြီးတော့ညီနောင်မဟာမိတ်သုံးဘွဲက1027စစ်စင်ရေးဒုတိယလိုင်းကိုစတင်ခဲ့ပြီးတော့နောက်ထပ်မြို့တွေဗောနော်ဆက်လက်ပြီးတော့သိမ်းပိုက်နိုင်ခဲ့တာဖြစ်တဲ့ စစ်လော်ဘီတွေကအခုလိုထုတ်ပြောလာတာကြောင့်မလို့ဒါအေးသိန်းစားတဲ့မျိုးတွေတဲကအဲတောင်ကုတ်ခွအဲပြီးရင်တန်တွဲဒီစတဲ့မျိုးတွေကိုပြန်တောင်းတာနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဘက်ကပြန်ရနိုင်ခြင်းမရှိတော့ဘူးလို့ဒါပြောရမယ့်သဘောဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီမျိုးလေးမျိုးကိုလည်းတရုတ်ရဲ့ဖီအားနဲ့ပြန်တောင်းခဲ့တယ်ဆိုတဲ့သတင်းတွေကထွက်ပေါ်ခဲ့ပြီးသားပေါ့နော်အဲ့တော့တောင်းတိုင်းပေးရမှာလားပေါ့နော်အင်္ဂါဂျူကလာတိုင်းအောင်ပြင်းမယ်လို့ပြောထားတယ်ဒါအာရခတက်တော်ကပေါ့နော်အခုတော့ဒါ လုံးဝဘာမှအတန်မထွက်ရအောင်ထတ်ကျိတ်နေတာပေါ့နော်မြို့ပြန်မပေးတဲ့အပြင်မှာမြို့ထတ်ရဖို့အတွက်ပါလုံနေတာစစ်တွေကြောက်ဖြူချင်းနေမကောင်းမှုစစ်ကောင်စီအဲ့တော့နောက်ထပ်မြို့တွေကိုပြန်ယူခြင်းနဲ့ဆိုရင်ပါစာတွေအများကြီးစတဲ့ပြီးတော့တိုက်ခိုက်လာမယ့်သဘောတော့ရှိလာတယ်102ဒုတိယလိုင်းမှာပေါ့နော်ဒါ TNL ကနောင်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမိတ်နဲ့ MNDA ကဒါလာရှိုမျိုးလိုကိုဒါသူတို့တိမ့်ပိုက်နိုင်ခဲ့တယ်ဆိုပေမဲ့လည်းပေါ့နော်တရုတ်ကဒါစစ်တပ်ကိုတိတိတူတာကူညီခဲ့ခြင်းကြောင့်မလို့ဒါတွေကိုသူတို့ပြန်ရခဲ့တာရှိတယ်အဓိကဒါမိုးမိတ်ကအပပေါ့နော်ဂျန်တဲ့မျိုးတွေ ဒါစစ်ကောင်မရှင်လောက်ကိုပြန်လဲရောက်ရှိခဲ့တာရှိတယ်။အဒါပြင်1027စစ်စင်ရဲ့ဒုတိယပိုင်းမှာပေါ့နော်။ဂျားကန်နဲ့ဖြစ်ထားတဲ့ဒါ UBSA ထိမ့်ချုပ်ထားတဲ့တန်ရန်မျိုးနဲ့ SSPP ထိမ့်ချုပ်ထားတဲ့မြို့များကိုလည်းမြည်သူဆက်ဖြစ်မိကိုမခံမနိုင်ကြောင်းစစ်တပ် lobby တွေကဆိုထားတာတွေ့ရတယ်ပေါ့နော်။စစ်တပ်ကမြောက်လိုင်းကလေတော့ကြီးတယ်ပေါ့နော်လေကြီးတယ်အဲသူလေကြီးပြီမဲ့တကယ်လဲလှုပ်တယ်ဗျတကယ်လဲမြေပြင်မှာဒါသူတို့တိုက်ဖို့ရအောင်အတွက်လှုပ်တယ်ဒါပေမဲ့မတိုက်နိုင်တော့လားသူ့တက်တေကိုကမတိုက်နိုင်တော့လားတိုက်နိုင်ဆိုရင်မရှိတော့လား ကြောင့်လဲခုနလိုပေါ့နော်ပါစာတွေနဲ့ဒါသူစုဖွဲ့ပြီးတော့အများစုကပါစာပုံစံမျိုးတွေဖြစ်နေတယ်ဟိုနေ့ကဒါပါစာညီလေးတယောက်လက်နဲ့၃လက်ကိုလိုက်ပြရဲပါစာညီလေးတယောက်ဆိုသူကိုယ်တိုင်ပြောထားတာတွေ့ရလိမ့်မယ်တက်စိတ်တစ်စိတ်မှာ၁၀ယောက်ရှိတယ်ဆိုရင်၉ယောက်ကပါစာ၁ယောက်ကတန်တယ်အဲ့လိုပုံစံမျိုးနဲ့သူတို့ဒါ အုပ်ချုပ်နေရတယ်ခိုင်းစီနေရတယ်ဗောနော်အဲအကြောင်းမလို့ဒါသူတို့အနေနဲ့ဒါမြေပြင်မှာဒုလိုင်းတပ်ဖွဲ့တွေကိုရှင်းနိုင်စရာဗောနော်တိုက်ခိုက်ရေးနဲ့ပတ်သက်လို့ရှင်းနိုင်စရာတော့အကြောင်းမှမရှိတော့ဘူးအခုကလေချောင်းမှမပိုင်ရအဲ့ကောင်ကခွေးပြွက်ဝက်ပြပြရမယ်ပုံစံဖြစ်နေတာဗောနော်အဲ့တော့လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းမှာဒါတရုတ်အကူအညီနဲ့ညှိနှိုင်းပြီးတော့ပြန်လည်ရရှိတဲ့မြို့တွေကုန်ဆုံးသွားပြီလို့ဒါယူဆရတယ်ဗောနော်ပြီးရင်ကြန့်ရှိနေတဲ့နယ်မြေတွေအတွက်လည်းစီရေးရတိုက်ယူမယ်ဆိုပြီးတော့စစ်လော်ဘီတွေကကြုံဝါထားတာတွေတွေ့ရလိမ့်မယ်ဗောနော်ရီချင်းတယ်ဗောနော်ရီချင်းတယ် တိုက်လို့မရလို့တောင်းယူခဲ့တဲ့မျိုးတွေပဲကျွန်တော်တွေ့ခဲ့ရတယ်ဗောနော်အဲ့တော့ကျွန်တော်တိုက်ရင်းနဲ့ရသွားပါတယ်ဆိုရင်မျိုးကတော့မရှိသေးဘူးလို့ပြောရမယ်ဗောနော်အဲ့တော့မင်းတို့ဘယ်လောက်ထိလုံနိုင်မလဲကျွန်တော်လည်းတပ်ဖွဲ့တွေကဘယ်လိုမျိုးပြန်တုံ့ပြန်မလဲဆိုတဲ့ဟာကတော့မင်းတို့ရွေးချယ်မှုဗောနော်အဲ့တော့အဘအတွက်အသက်ကိုအသေးခံရဲပါတယ်ဆိုတဲ့ကောင်တွေကတော့လာခဲ့ကျွန်တော်လည်းတပ်ဖွဲ့တွေကလည်းအဲ့လိုမျိုးအဖွဲ့တွေကိုစိန်ခေါ်တယ်မင်းတို့ကိုစိန်ခေါ်ပြီးတော့တိုက်နေပါတယ်ဆိုတဲ့အဖွဲ့တွေကပြည့်စုံတဲ့အဖွဲ့တွေမဟုတ်ဘူးနော်မပြည့်မစုံတဲ့ကျုံးနေတာ အဲ့လိုမပြေးမစုံနဲ့ကျုံးနေတဲ့အဖွဲတွေတော့မှမင်းတို့ကလုံးဝနောက်ပြန်ရင်းနေပြေးပြေးနေရတာအခုဆိုတော့လမ်းတော်မှာတည်တဲ့ကောင်နဲ့မင်းတို့ခေါင်းနေရနော်ကိုတက်ကိုတော့ပြန်မြောက်တော့တဲ့ကောင်နေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်မင်းတို့တက်တိုက်ပြီးရယူမယ်ဆိုပြီးကျုံးသွားတာအေးတခုတော့ရှိတာပေါ့လေနော်အဲ့လိုကျုံးသွားတဲ့ကောင်တွေက lobby တွေဖြစ်နေတာပေါ့နော်မြေမြန်မှာတကယ်တိုက်မဲ့ကောင်တွေမဟုတ်ဘူးပေါ့နော်မင်းတို့ငါ့ကိုပြောသလိုပေါ့မင်း line ကနေမြောက်ဝေးနေတာပေါ့မင်းမြေမြန်မှာစဉ်တိုက်ပါလားပြောင်းငါတို့ဒီဘက်ကရဲဘော်တွေကမြောက်ဝေးစရာအကြောင်းမှမရှိဘူးမြောက်ဝေးစရာလည်းမလိုဘူး မင်းတို့ကိုဖြုတ်ရှင်တာမှလက်ကိုလွန်နေရောပြင်ဆိုတော့ဒါအပြင်ပေါ့နော်ဒါရခိုင်နဲ့ကချင်တို့မှလည်း AA နဲ့ KIA တိမ့်ပတ်ထားတဲ့မြို့တွေက hiking စာချုပ်မှမပါတဲ့အတွက်တိုက်ယူမယ်ဆိုပြီးတော့လည်းစစ်ကောင်စီ lobby တွေကရေးသားထားတယ်ပေါ့နော်ဆက်လက်ပြီးတော့ဒါမူဆယ်105မိုင်ကလည်း1027စစ်စင်ပထမပိုင်းကနေကညီနောင်မဟာမိတ်တွေတိမ့်ပတ်ခဲ့တဲ့နေမြင်ဖြစ်တာအကြောင်းမလို့ဒါတရုတ်ကညှိနှိုင်းပေးမဲ့အလားလားမရှိတဲ့အတွက်တိုက်ယူရမလားဆိုတဲ့ပုံစံမျိုးလည်းဒါသူတို့ဆိုထားတွေ့ရတယ် ဲ့တော့တရုတ်အကူအညီနဲ့ထပ်မံတောင်းယူရနိုင်ခြင်းရှိတဲ့နေရာတွေကတော့လာရှိုးမြို့နီးနားမှာရှိတဲ့နောင်မွန်မေဟန်ဒီကျေးရွာလေးကျေးရွာလေးဖြစ်ပြီးကျေးရွာပဲရှိတော့လည်းမြို့မဟုတ်တော့ဒီကျေးရွာလေးဖြစ်ပြီးတော့ဗောနော်လက်ရှိဒီနေရာတွေကိုလည်း MNDA ကထိန်းချုပ်ထားဆဲဖြစ်တယ်ဗောနော် MNDA ကိုလည်းဒါသူတို့ကသွားပြီးတော့ဖိအားပေးနေတဲ့ဟာတွေကရှေ့ကာလမှာသတင်းတွေထွက်ပေါ်ခဲ့တာရှိတယ်အဲ့ဒါကတော့တိန်းဒီ ထိပြန်ပြီးတော့စုပ်ပေးရမယ်။တိန်းနီကနေပါစုပ်ပေးရမယ်ဆိုတော့ပုံစံမျိုးတွေပြောခဲ့တယ်ဆိုပေမဲ့လည်းအခုချိန်ထိလာရှုကနေစက်မတက်နိုင်သေးဘူးပေါ့နော်။အဓိကတော့ဒါစစ်ကောင်စီနေနဲ့ဒါတရုတ်ကလည်းဒါထိုက်တဲ့တလောက်ပဲသူ့ကိုကူညီမယ်ဆိုတော့ပုံစံမျိုးလားတော့မပြောတတ်ဘူးပေါ့နော်။မင်းကကိုယ့်အကူကိုမလုပ်တော့ဘူးကွာ။ငါ့အကြီးပဲလိုက်တောင်းခိုင်းနေတာ။အဲ့လိုပုံစံမျိုးတွေဖြစ်နေတော့ပြီပေါ့နော်။မင်းမင်းအစွမ်းစားမရှိတော့ဘူးလား။အစွမ်းစားမရှိလည်းမယူနေတော့ကွာပေါ့။အဲ့လိုမျိုးပုံစံမျိုးတွေဒါဖြစ်နေတော့ပြီပေါ့နော်။အဲ့တော့စစ်ကောင်စီနေနဲ့ဒါလက်တော်အနေထားရဒါရွေးကောက်ပွဲအောင်မြင်အောင်လုပ်နိုင်ဖို့ ဒါမြို့တွေကိုတို့လုံကျွေးပေးရမှာရှိတယ်အင်အားတွေတိုးပြီးချရမှာရှိတယ်ဒါကြောင့်မလို့ဒီလက်တလော့အခြေအနေရပေါ့နော်သူ့အတွက်ဒီမြို့တွေကိုတိုက်ပြီးတော့ယူရမယ်ဆိုရင်တော့မှပဲသူဒီတက်ပို့ပြီးအင်အားများမှာပဲရမယ်အနေထားအပြင်အဲ့လိုအင်အားများဖို့အတွက်ကလည်းသူစုဆောင်းနိုင်တဲ့ဟာက ခုနလိုပါစာပဲရှိတော့လေဗောနော်အဲ့တော့သူ့အတွက်လည်းတကယ်ကိုကြက်တဲခက်ခဲတဲ့ကာလတစ်ခုရင်ဆိုင်နေရပြီဆိုတာကိုပြောချင်တယ်နောက်ထပ်သတင်းတစ်ခုကတော့ဒါကြောင့်တိုင်းပြည်ကြောက်ထဲကြမှာဆိုလို့ကဲတင်ခဲ့ပါတယ်ဆိုရဲဒါမင်းအောင်လိုင်တို့တာအဖရဲ့ကိုကျိုးရှာတဲ့သတင်းဗောနော်အဲ့ဒါကပြည်ဦးလွင်မှာ NLD အစိုးရရဲ့ရန်နာဘုံမျိုးသစ်စီမံကိန်းကိုမင်းအောင်လိုင်ကပြန်ပြီးတော့အကောင့်ထဲပို့နေပြီတားဖြစ်သူအောင်ပြေဆုံးကဒါ Skywan ဆောက်လို့ရေးပေါ့နော်သူရဲ့ဆောက်လို့ရေးကုမ္ပဏီကစေယုံလမ်းနဲ့အခြေခံအဆောက်အုံတွေဆောက်လို့ဖို့အတွက်ခွင့်အခွင့်ရရှိထားတယ်။လေးစားဖို့တော့ကောင်းတယ်နော်။ဖေလှုပ်တဲ့ကောင်က ဒါအုပ်ချုပ်တယ်လူပြီးတော့အုပ်ချုပ်တယ်တားလို့တဲ့ကောင်ကလူပြီးတော့အခွင့်အရေးယူတယ်ပေါ့တကယ်ကောင်နေပါနော်အဖေကအနစ်နာခံခေါင်းဆောင်တော့တားရဲ့ကုမ္ပဏီကလည်းအနစ်နာခံပြီးတော့လုံပိုင်ခွင့်နေရနေတာပေါ့အဲ့တော့အာနာသိန်းကာလာစစ်တပ်ထဲကရာရှိစစ်တီတွေတေဆုံးတန်ရာရတဲ့သူတွေတုံမန်းအဖြစ်အဖမ်းခံရတယ်ရှိနေတဲ့ချိန်မှာတောင်ဒါပွဲလန်းသဘင်တွေမှာအတက်မပြတ်ခဲ့တဲ့မြေအွန်လိုင်းတို့မိသားစုပေါ့နော်ကိုကျိုးစီဝါရေးရသမျှလုံးဝအဲ့တော့ဘာမှအကုန်ရှာနေတဲ့ပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော်တကယ်လည်းဟုတ်ပါတယ်ဒါမြေအွန်လိုင်းကပေါ့နော်သူ့ရဲ့စစ်သားတွေမြေပြင်မှာအာလုံးဝ တည်ဆုံးနေထိခိုက်တယ်များပြားနေတဲ့အချိန်ခွေးပြွက်ဝက်ပြေးပြေးနေရတဲ့အချိန်အရင်တုန်းကရဲဘော်တွေလောက်ပဲပေါ့နော်တည်ဆုံးထိခိုက်တာများတာနေပြီးအခုဆိုအရာရှိအဆင့်နေဆိုအာတဲမှုလို့ဆိုစိတ်ကုံဝင်စားတဲ့အဆင့်မျိုးဖြစ်နေပြီတော်လိုင်းတပ်ဖွဲ့တွေဘက်ကအဲအဲ့လိုအဆင့်မျိုးတွေထိဒါအခြားဆုံးထိခိုက်တယ်များနေတဲ့အချိန်မှာတော့မှပဲပွဲလဲသဖြင့်တပ်ဖို့မပြတ်တာတွေပေါ့နော်အဲအာကစားပွဲတော်တွေ လုံနေတာတွေကတော်တော်လေးစိတ်နာစရာတော့ကောင်းမယ်ပေါ့နော်ဒါကလည်းမင်းတို့စစ်သားတွေအတွက်ကိုကြီးစားလို့ပြောတာပေါ့နော်မင်းတို့စစ်သားတွေကစိတ်နာမဲ့ကောင်းနေမဟုတ်ဘူးလူကြီးပဲလုံတင်လုံထိုက်တဲ့ဟာလုံမှာပေါ့ဆိုတဲ့အတွင်းမျိုးကရှိကုန်ရှိနေမှာမင်းတို့အုံနောက်တွေတကယ်မလွယ်ဘူးပေါ့နော်အဲ့တော့ဒါစစ်တပ်ပိုင်တဲ့နေရာတွေကိုမိသားစုပိုင်နေရာအဖြစ်နာမည်ပေါက်ပြောင်းနေကြသလိုပေါ့နော်ရသမျှတင်တာလုပ်ငန်းတွေကိုလည်းဒါဝင်းရှောက်စရာမလိုပဲနဲ့အော်တိုရနေတယ်ဆိုတဲ့ဟာကတော့ဒါဒီကာလမှာမြင်သားစီတယ်ပေါ့နော်အခုလဲစစ်တပ်ကတို့ရှိရမန်လေးတိုင်းပြည်ဦးလင်မြို့နယ်မှာ NLD အစိုးရရဲ့ရန်နာဘုံမြို့သစ်စီမံကိန်းကိုဒါမင်းအောင်လှိုင်ကပြန်လည်ပြီးတော့အကောင့်ထည့်ဖော်နေတာလေးတွေ့ရတယ်မင်းအောင်လှိုင် ဲ့သားဖြစ်သူအောင်ပြေဆောင်ကလည်းသူ့ရဲ့ဆောက်လုပ်ရေးကုမ္ပဏီ Sky One ကုမ္ပဏီပေါ့နော်အဲ့ဒါကနေပြီးတော့ဒါဆေးရုံတွေလမ်းတွေအခြေခံအဆောက်အုံတွေဆောက်လုပ်ခွင့်ရရှိနေတယ်ဆိုပြီးတော့လည်းဒါနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်တွေကထုတ်ပေါ်ထားကြတယ်ပေါ့နော်အဲ့တော့နယ်လေးတိုင်းဒေသကြီးဒါပြုံးလင်းမြို့နယ်၃လောင်ကျေးရွာနေရှိတဲ့မြေကတတောင်းအဲ့တတောင်းမြေကတတောင်းရှိတဲ့နေရာပေါ့နော်အဲ့ရန်နာဘုံမြို့သစ်စီမံကိန်းကို2016ခုနှစ်ကနေပြီးတော့စတင်အကောင့်ထဲပို့ခဲ့ပြီးတော့ဒါ2020ခုနှစ်မှာဆက်လက်အကောင့်ထဲပို့ရန်ကြိုးပမ်းနေစဉ်ရပ်ဆိုင်းခဲ့ရကြောင်း ။ NLD အစိုးရကဒါအထက်မှမှပြီးအစိမ်းရောင်နဲ့ဒါနှိပညာဖွံ့ဖြိုးရေးဗဟိုပြုအပန်းဖြေဝန်ဆောင်မှုမျိုးသစ်ဖန်တီးရန်ရည်ရွယ်ချက်ဖြင့်ဒါအဆိုပါစီမံကိန်းကိုစတင်ခဲ့တော်လဲ2020ခုနှစ်မှာပြန်လည်ပြီးတော့ရပ်ဆိုင်းခဲ့ကြောင်းအခုအခါဒါအချမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကရန်တာဘုံမျိုးသစ်စီမံကိန်းကိုပြန်လည်စတင်ခိုင်းနေပြီးတော့ဆောက်လွေးဝင်ကြီးဦးဆောင်သောအဖွဲ့12ဦးပါရန်တာဘုံမျိုးသစ်စီမံကိန်းကြီးကြပ်ကော်မတီကိုအောက်လ30ရင်းနေမှာဖွဲ့စည်းခဲ့ကြောင်းဒီစီမံကိန်းမှာပေါ့နော်စစ်တပ်နဲ့နှိစက်တဲ့ခရိုနီတွေ လောက်ပိုင်ခွင့်ရရှိမဲ့အပြင်လက်တလော့မင်းအွန်လိုင်းရဲ့တာအောင်ပြေဆောင်ကဆေးရုံနဲ့လမ်းနဲ့အခြေခံအဆောက်အအုံနဲ့တိစောက်ခွင့်ရထားတဲ့ဆိုတဲ့ပုံစံမျိုး ပြောသွားတယ်ပေါ့နော်။မြေဆုံစီမံကိန်းအတွက်လည်းအခုလိုမျိုးဒါတို့တွေအဖွဲ့တွေဖွဲ့ခဲ့တာရှိတယ်။စီမံကိန်းပြန်ပြီးတော့လေပတ်ဖို့အတွက်ကိုတို့ဒါတို့ရဲ့ဒါပြန်နှန်းတွေကိုကြည့်ပြီးတော့သိနိုင်တယ်ပေါ့နော်။အခုလည်းအဲ့လိုပုံစံမျိုးနဲ့ပဲထပ်ပြီးတော့အဖွဲ့တွေဖွဲ့ပြီးတော့တို့လှုပ်ဆောင်နေကြပြန်ပြီ။ပြောရမယ်ဆိုရင်ဒါရန်နာဘုံမျိုးတိစီမံကိန်းကဒါ2016မှာစတင်ခဲ့တယ်။ရောင်း20မှာရဆိုင်ခဲ့ရတယ်ပေါ့နော်ရဆိုင်သွားတဲ့စီမံကိန်းတစ်ခုဖြစ်တယ်ဒါကိုသူ့လက်ထက်မှာအောင်မြင်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီစီမံကိန်းကိုပြန်ဆဖို့အတွက်ကြံစီနေတယ်လို့လည်းဒါယူဆလို့ရတယ် နောက်ထပ်ကတော့သူ့အနေနဲ့ပေါ့နော်ဒီနိုင်ငံကိုအေဂျင့်အောင်တည်ငြိမ်အောင်လုပ်နိုင်နေပြီဆိုတဲ့ပုံစံမျိုးပြီးတော့ကျတော့ဒီဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေပါတယ်ဆိုတဲ့ပုံစံမျိုးတွေကိုနိုင်ငံတကာကိုပြကျင်တဲ့ဟာတွေလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲဒါကြောင့်မလို့ဒါတွေကလည်းဒါသတိထားသင့်တယ်ပြီးတော့ကျတော့ကိုကျိုးရှာကျင်တာပေါ့နော်ကိုကျိုးရှာကျင်တယ်ဆိုတဲ့ဟာကသူကြည့်လေအခုသားသူကကြတော့အာနာလုထားတယ်သူသားကဒီကလုံပိုင်ခွင့်မှန်သမျှအကုန်ယူထားတယ်ပေါ့နော်ပြီးရင်သူတို့နဲ့ပေါင်းတဲ့ခရိုနီတွေအကုန်လုံးလုံပိုင်ခွင့်ရမယ်ပေါ့နော်အဲ့တော့ဒီနိုင်ငံသားတွေအတွက်ဆိုတဲ့ဟာတခုမှမပါဘူး သူတို့အတွက်ဆိုတဲ့ဟာတွေပဲပါတယ်ဗောနော်အားကြောင့်မလို့ဒါအခုလိုမျိုးဒါတချို့ကိစ္စတွေဆိုရင်ကြိလိုက်တာနဲ့တိတာစီပါတယ်မင်းအွန်လိုင်းတို့ကလုံးဝအာနာကိုလက်မလွတ်ရရေးအာနာကိုလက်လွတ်ရတာနဲ့ဒါတွေအကုန်လုံးသူတို့ဆုံးရှုံးမှာအဲအဲ့ဒါကြောင့်မလို့နှီးမျိုးစုံနဲ့ပုံစံမျိုးစုံနဲ့သူအနိုင်ရရှိရေးသူအာနာလက်မလွတ်ရရေးသူအာနာတီမြဲရေးအတွက်ကိုအကုန်လုံးရှင်းမြဗောနော်ရှင်းမြနီလန်အကုန်သုံးပြီးတော့လှုပ်ဆောင်နေတယ်ဆိုတဲ့ဟာကတော့ဒီဟာတွေကိုကြည့်ရင်တိတာစီတယ်ဒါပေမဲ့လည်းပေါ့နော်ဒါတေးကြတယ်ဒီကောင်းရဲ့ညီကုန်းလည်းတဖြည်းဖြည်းတော့နီးလာနေပြီပေါ့နော်အခုဆိုရင်သူတို့ရဲ့စစ်တပ် lobby တွေကအဆပေါ့နော် ောင်းယူလို့ရမယ်မြို့တွေမရှိတော့ဘူးတိုက်ပြီးရောပဲယူရတော့မယ်ပေါ့နော်တိုက်ရင်ရောမင်းတို့အဖွဲ့တွေနိုင်မလားဆိုတဲ့ဟာကိုလည်းသူတို့လည်းသိထားပြီးသားပေါ့နော်အဲဒါကြောင့်မလို့လည်းဒီလိုအတန်တွေဖြစ်ထွက်လာဖြစ်တယ် ဒါကြောင့်ဘလို့ပဲဖြစ်ဖြစ်ဒေါ်လိန်တက်ဖွဲ့တွေပို့ပြီးအားကောင်းလာတဲ့အမျှပေါ့နော်ပို့ပို့ပြီးတော့ပြည့်စုံလာတာနဲ့အမျှစစ်ကောင်စီဘက်ကတွေ့ယူတွေ့တန်းပုံစံမျိုးတွေပို့ပြီးတော့ဖြစ်လိမ့်မယ်အခုလည်းဒါဒီကောင်ဒီလိုမျိုးပုံစံမျိုးတွေကြုံရတဲ့အခါမှာပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတာမျိုးတွေရှိတဲ့အတွက်ပေါ့နော်ဒါပြည်သူအနေနဲ့လည်းနေ့စဉ်နဲ့အမျှပေါ့နော်စီအသေးသေးလေးတွေရှိပြီးတော့ဒေါ်လိန်တက်ဖွဲ့တွေရဲ့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေတောင်းဆိုမှုတွေမေတ္တာရက်ခံမှုတွေကိုဒါလိုက်နာကြစီခြင်းနဲ့ပူးပေါင်းကြစီခြင်းနဲ့ပေါ့နော်အဓိကတော့ကျွန်တော်ဒီဒေါ်လိန်ကဆက်ပြီးတော့ရှိနေမယ်ကိုနိုင်တဲ့အပိုင်းတွေမှာဆက်ပြီးတော့ပါဝင်ပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်